ကောင်းဆုံးမင်းဖြစ်တဲ့ဒီသမောက်ဖြစ်မင်းဆိုတာကတရေခစ်တရားကရှိသေးတယ်။ဒီဘုသမီးတို့ကလေသနိုးနဲ့အပြန်လေတရေခစ်တရားဒီမှာရှိတယ်လေသနိုးကဟိုမှာရှိတယ်။သူတို့အပြန်ညို့တရေခစ်တရားလူလူကကြောက်လုံးဝဘုရားဘာသာအစ်စ်တယ်။ဘိုးဘွယ်သူတို့ပြည်ပြက်ပြီးတော့ပြေးကြရတယ်။ပြေးကြရရင်လည်းနည်းနည်းဟိုရောက်ဒီရောက်နဲ့နောက်တော့ကြတော့မကန်မှာရုံးလက်ကျွန်းကိုလည်းမြန်မာနန်းဆိုင်ပြီးတော့သူတို့ပြူသွားတယ်လူလူမျိုးတွေစူးစီးပြီးတော့အဲအင်ပါယာပေါ့နိုင်ငံငယ်လေးကိုစားပြီးထူထောင်အဲ့ဒါနဲ့ပကံနိုင်ငံလေးပေါ့